Hello everyone လီယိုတို့ပြန်ဆုံကြပြန်ပြီနော်ဆိုတော့လီယိုတို့အခုအဲ mid month ပေါ့နော် October လလေးကိုရောက်ပြီဆိုတော့ထုံးစံတိုင်းလီယို YouTube channel နဲ့ Facebook page ကနေတင်ဆက်ပြီးနေကြ reading video clip တွေတခုဖြစ်တဲ့ not note terror ပေါ့နော်အဲ့တော့မသိသူကြော်သွားသိသူဖော်စားမဲ့အစားလုံးတွေရွေးရမဲ့ reading အမျိုးအစားဖြစ်တဲ့ not note ကတော့အပိနေကြ fancy လတိုင်းစောင့်ကြည့်နေတဲ့ subscriber စီဆိုရင်တော့မစိမ့်တော့ပေါ့နော်ဒါလီယိုကိုပိုင် creations နဲ့အဲတင်ဆက်လာပြီးခဲ့တာ2021ကလေးအားဆိုတော့ အားလုံးရင်းနှီးနေပြီးသားဖြစ်မယ်ပေါ့เนาะအဲ့တော့လီယိုအကျေတဝင်းတော့မပြောတော့ဘူးဆိုတော့ not note ထဲတော့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမှာမတူညီတဲ့ not note ကိုကိုစားပြုတဲ့အဲ astro dice ပေါ့เนาะအင်ဇာတုံး၃ခုပေါ့လေ group လေး၃ခုလီကိုခွဲပေးထားတယ်ဆိုတော့ဒါလေးက group 1ဖြစ်မှာပေါ့เนาะအလေးက group 2ညာဘက်အစွန်ဆုံးက group 3ဖြစ်မယ်ဆိုတော့ group တစ်ခုချင်းစီအတွက် sole purpose ကိုပြောပြမယ်အဲ့တော့လူသားတွေမှာလူတိုင်းလူတိုင်းမှာမိဘဝရက်တည်ရမယ်လမ်းကြောင်းတွေရှိရပေါ့နော်ရှောင်းလန်းရမယ်လမ်းကြောင်းတွေရှိတယ်မင်းသားမင်းသမီးလောက်ရမယ်လူကမင်းသားမင်းသမီးလောက်ရမယ်အဆိုတော်လောက်ရမယ်လူကအဆိုတော်လောက်ရမယ်နော် အဲဆရာဆရာမလောက်ရမဲ့သူကဆရာဆရာမလောက်ရမယ်ဆရာဝင်လောက်ရတဲ့သူကဆရာဝင်လောက်ရတယ်ပေါ့နော်အတက်မူးဝဲချောင်းရက်တီမူလဲပါတယ်ဘဝရက်တီမူလဲပါတယ်ဒါဒီကိုဒီ not note ကဖော်ထုတ်ပေးတယ်ပေါ့လေဆိုတော့လီရွက်ဒီ theme ကိုယူပြီးတော့ not note terror ဆိုပြီးတော့ဒါ not note နဲ့ဒီ terror နဲ့ပေါင်းဆက်ပြီးတော့ create လုပ်ထားတာပေါ့နော်ဆိုတော့တဘဝလုံးစာအတွက် purpose ရရှိတယ်လို့ အဲလီယိုတလားတလားချင်းစီအတွက်ကိုလည်းခွဲခွဲခွဲပြီးတော့တင်ဆက်ပေးတာပေါ့เนาะအခုဆို mid october ဆို october 15ကနေ november 15အထိအဲကိုရဲ့ soul purpose ကပါလေဒီလမှာကိုရဲ့ note note ကကိုဘာဖြစ်စီချင်နေတာလဲပေါ့เนาะဒီ soul alignment တည့်သွားလို့ရှိရင်ပျော်ရွှင်ရတယ်ဂျင်းနေရတယ် you will be much satisfied with your life ပေါ့เนาะကိုဘဝရဲ့ soul purpose နဲ့ကိုနဲ့ alignment တည့်နေဖို့ပဲလိုတာ alignment တည့်နေ ဘဝမှာနေရတာပျော်တယ်ကျေနပ်တယ်အဲ့ဒီရွယ်ချက်ကိုအဲလီယိုကအာတည်စေခြင်းနဲ့အတွက်ကြောင့်မလို့တင်ဆက်ပြတာပေါ့လေโอเคဆိုတော့နားထောင်ကြည့်ပါအဲ့တော့ group တစ်ခုချင်းစီရွေးထားပြီလို့လီယိုတင်တယ် group တစ်ခုချင်းစီကအဲဘယ်လို not not message လေးတွေပေးမလဲဆိုတော့ကိုလီယိုနဲ့ဆက်ကြည့်လိုက်မယ်နော်โอเคလီယိုတို့ first group ကနေစလိုက်မယ်ပထမဆုံးကဒီ ဒီ not note answer တုံးလေးကိုရွေးထားတဲ့သူတွေအတွက်ဒါ group 1ပေါ့နော်ဒီ group တွေအတွက်ကို October 15ရက်နေ့ကနေ November 15ရက်နေ့အတွက် what will be your soul purpose နော်ကိုဘွားရဲ့အဲဒီလမှာဒီ rahu လေးကကိုဘယ်လိုနေစေချင်လဲပေါ့နော်ဘယ်လိုလေးတွေလှုပ်ဆောင်လို့ရှိရင်အဲကိုရဲ့ဘွားကိုစိတ်ကျေနပ်မလဲပျော်ရွှင်မလဲပေါ့နော်ဒါလေးကိုလီယာဖတ်ပြီးမှဖြစ်တယ်အဲ့တော့မတိတူကြောသားတိတူဖော်စားပြမယ်ပေါ့နော် okay ဒီ group အတွက်ကို

ကဲအာယုံခံကြဆိုရင်ဒီ group ကဘာပဲလှုပ်လှုပ်အတိမျက်ပြုခံလို့ကျင်တာထင်ပေါ်ကျင်တဲ့စိတ်ကလေးရှိရကဲထင်ပေါ်ရင်စင်တော်ကကောက်မယ်အဲ့တော့ငါ့ကိုစင်တော်ကဘယ်ဘယ်တော့ကောက်မှာလဲပေါ့အဲတိတ်တခိုးလေးအဲ appreciate အလုတ်ခံလို့တဲ့သူတွေပါမယ်တိတ်တခိုးလေးနာမည်ကြီးကျင်တဲ့သူတွေပါမယ်ကိုကိုလူတည်တယ်လူတွေကကိုကိုဂျေစုတင်တယ်ချီးမွမ်းတယ်နော်ချီကျူးထောပနာပြူရဲအဲ့ဒါတွေလိုချင်တာအတိမတ်ပြုခံချင်လို့တာ အောင်မြင်လိုတဲ့သူတွေများတယ်အောင်မြင်တာရဲ့နောက်ွယ်မှာကြော်ကြားမှုဆိုတဲ့လူသိများမှုဆိုတဲ့အရာလေးတွေကိုပါတတ်မှတ်တယ်မှတ်မောတယ်ဒီ group ရဲ့အားသာချက်ကဘာလဲဆိုတဲ့အခါကျတော့ဘယ်ကိစ္စမဆိုလောက်ကင်ဆောင်ရွက်တဲ့နေရာမှာစိတ်နှစ်ပြီးရောလှုပ်ဆောင်တတ်တယ် energy အပြည့်အဝနဲ့လှုပ်ဆောင်တတ်တယ်စိတ်မြန်တယ်စိတ်ကြီးတယ်ဒေါသကြီးတယ်ဒေါသကြီးလို့ရှိရင်နေနေမထိန်နိုင်တာမျိုးလေးတွေဖြစ်တတ်တယ်အဲ့တော့ကိစ္စတစ်ခုကိုကစိတ်ဝင်စားပြီ အဲလှုပ်ချင်ပြီးအခြေရေးပဲဖြစ်ဖြစ်မိသားရေးပဲဖြစ်ဖြစ်မိသားစုရေးပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဝါသနာကိုအာအကောင့်ထဲပေါ်ဆောင်ရွက်တာပဲဖြစ်ဖြစ်ဒီ group ရဲ့ energy ကကြတော့ခုနပြောသလိုပေါ့နော်အရန်ကိုစိတ်နှစ်ပြီးတော့လှုပ်တယ်အဲတော့မဖြစ်ဘူးဆိုရင်မဖြစ်မြောက်ဘူးဆိုပြီးဒေါသထွက်တဲ့သူတွေပါလိမ့်မယ်အလိုမကျဖြစ်တဲ့သူတွေပါလိမ့်မယ်ကိုယ့်ရဲ့အဲအာသာချက်ကခုနပြောသလိုအဲစိတ်နှစ်ပြီးတော့လှုပ်နိုင်တာ ဒါလေးကအရန်ကောင်းတယ်နော်စိတ်နှစ်ပြီးလုံနိုင်တာကောင်းတယ်ဒါပေမဲ့စိတ်ကြီးတဲ့အပိုင်းကိုတော့အဲဆွတ်လွတ်ထားရမယ်လို့လို့ထင်တယ် balance လောက်ရမယ်နော်ကိုယ်နဲ့ balance လောက်ရမယ်အပိုင်းလေးတွေကိုလိုရကြည့်ပြီးမှာ okay ဒါလေးကိုအခုမြင်နေရတဲ့ energy ပေါ့နော်အဲ့တော့ဒီ group ရဲ့ energy ya sound note k2 ကနော်ကိုယ့်ရဲ့ bar chart ကိုကြည့်ကိုယ့်ရဲ့ sound note ဒါ not note ပေါ့ sound note ဆိုသူ့ရဲ့ပက်လက်လန်နေတဲ့ sign လေးပေါ့အဲ ဲ့ဒီ sound note က fresh sign တွေဖြစ်ဖို့များတယ် Sagittarius တို့ Leo တို့ Aries တို့ပေါ့နော်အဲဒါလေးတွေလီကိုတွေးရတယ် Okay အဲ့တော့ဆက်ကြည့်မယ်ဒီ October November အတွက်ကို ကိုယ့်ရဲ့ soul purpose alignment တဲ့အောင်ဆောင်ရွက်ရမယ်အဲ message ကဘာဖြစ်မလဲပေါ့နော် Okay, thank you so much. Mm. လှတယ်ရမ်းလှတယ်ဒီ group ကခုနပြောသလိုအောင်မြင်လို့တယ်ကြော်ကြားလို့တယ်ကြော်စောလို့တယ်အတ္တနဲ့ကြိုးစားတယ်တကယ်တကယ်တော့ဒီလမှာကိုယ့်ရဲ့အတ္တကို dissolve လုပ်ပြလိုက်ရမှာဖြော်ပြလိုက်ရမှာဖြော်ချပြလိုက်ရမှာ detach လုပ်ပြလိုက်ရမှာ okay မင်းနဲ့အောင်မြင်ခြင်းနဲ့မလားတဲ့မင်းကြော်ကြားခြင်းနဲ့မလားတဲ့မင်းစွန့်မမစွန့်လို့တာတဲ့ miss sacrifice မမလုပ်တာတဲ့เนาะ sacrifice လုပ်ရမယ်မင်းပုံစံပြောင်းရမယ်အဲကို့မှာရှိရဲ့ကို့အိတ်ထဲမှာရှိရဲ့ အရာကိုမစွန့်ကြဲပဲမထုတ်ပြီးပဲနဲ့ကိုယ့်အိတ်ထဲကိုတခြားပစ္စည်းတွေဝင်လာရို့ထုံးစံမရှိဘူးအဲ့ဒီလောကနိယာမှာကမ္မနိယာမှာသဘောတရားကိုဒီမှာပြနေတယ် Okay ဆိုတော့မင်းမှာဖတ်တွယ်ထားတယ်ဘာလို့ဖတ်တွယ်ထားလဲ relationship လားပတ်စံလားကြောကြားမှုလားအလုံးနေရလားရာထူး position လားဒီနေရာကိုပြုတ်သွားမှ ကြောက်တာမျိုးလားအာနာမက်နေတာမျိုးလား authority မက်နေတာမျိုးလားမရဘူးနော်တဲ့ မင်းလွတ်ချရမယ်မင်းဖြုတ်ချပြစ်ခဲ့ရမယ်ထို့တူပဲကိုကနောက်ထပ်စီးပွားရေးတစ်ခုလုပ်ချင်တာမျိုးဆိုလဲပင်ရင်လုပ်နေကြစီးပွားရေးကိုဖြုတ်ချနိုင်တော့မှလုပ်လို့ရမှာတစ်ခုလိုချင်တစ်ခုပေးဆက်ရလိမ့်မယ်နော်တဲ့လောဘကြီးလို့မရဘူးတဲ့မင်းရဲ့ fury ဖြစ်တဲ့ energy မင်းရဲ့အရန်ကို စိတ်နစ်ပြီးရောစိတ်ကြီးရယ်ဆိုရဲ energy တွေကိုဒီ mid october mid november မှာမင်းလွှတ်ချရမယ်နော်တဲ့ okay okay so တော့အာ အီဂိုရီပေါ့ကိုကိုစိတ်ထဲမှာမပျော်ပီမဲ့မချိနှက်ပီမဲ့မကြိုက်ပီမဲ့အဲအများအတွက်လုပ်ပေးလိုက်ရတာပဲလीဆိုတဲ့စိတ်မျိုးပေါ့ဆိုတော့ကိုကဘာကို contribute လုပ်ပေးမှာလဲကိုဘလောက်တိုင်းတာဒီ contribute လုပ်ပေးမှာလဲအဲ့ဒီပုံမှာမူတည်ပြီးတော့ဒီ non note ကကိုကို reward ပေးမှာဘယ်လို reward တွေပေးမှာလဲဆိုတော့ကိုဘဝမှာအနာဂတ်အတွက် future အတွက် စိတ်ပူပင်နေရတာရှိတယ်တောက်ကများနေရတာရှိတယ် အလုံးနဲ့ပတ်သက်ရင်လည်းစိတ်ဆင်းရဲနေရတာအတိုက်ခံနေကြတဲ့မှာစိတ်ညစ်နေရတာမျိုးတွေရှိကောင်းရှိမယ်အဲ့လိုမျိုးစိတ်ညစ်စရာကိစ္စတစ်ခုမှတစ်ခုကိုယ့်ဘဝထဲကနေထွက်သွားလိမ့်မယ်တဲ့ if you sacrifice မင်းစုံလိုက်လို့ရှိရင်မင်းလိုချင်တတ်မှတ်နေရဆိုတဲ့အရာကိုမင်းရဲ့လောဘကိုစွန့်လွတ်လိုက်မယ်ဆိုရင် ခုနပြောတဲ့အရာတွေအကုန်လုံးအဆင်ပြေသွားလိမ့်မယ်တဲ့ဒီကတော့အတ္တကိုလှုပ်ခိုင်းတာပေါ့နော် အခုနပြောသလိုကို appreciate အရန်အလုတ်ခံခြင်းနေတဲ့စိတ်ကိုလွှတ်ချခိုင်းတာသူတို့ချီကျူးကျူးမချီကျူးကျူးနော်ကိုကိုဘလို့ပဲအဲအမွန်းတင်တင် မတင်တင်ကိုလှုပ်ပေးရမယ့်အလုံးမို့လို့လှုပ်တယ်ဆိုရယ်စိတ်မျိုးနဲ့ဒီအောက်တိုဘာနိုဝင်ဘာကို ဖြတ်တန်းရမှာဖြစ်ပါတယ်ဆိုတော့အတ္တကို dissolve လုပ်ရမယ့် group ဖြစ်ပါတယ်အရန်လှပါ okay ဆိုတော့ဒီ group မှာဒီခုနပြောသလို sound note energy first sign not note energy cancer လို့ scorpio လို့ pisces တို့ပါလိမ့်မယ်ပါကောင်းပါနိုင်တယ်เนาะအဲ့ energy ရန် strong ဖြစ်တယ် okay ဆိုတော့ k2 ကခုနပြော first sign နေတဲ့ကဖြစ်နိုင်တယ်ပေါ့လေ and then the cha rising sign တို့မှာတို့ဖြစ်နိုင်သေးတာကတော့ gemini တို့ပါတို့ဖြစ်နိုင်သေးတယ်ပေါ့လीเนาะ okay အဲ့တော့အဲဒီ group မှာဆိုလို့ရှိရင် a lot of nine energy strong ဖြစ်တယ်เนาะကိုယ့်ရဲ့သဘောကိုက altruistic ဖြစ်တာကိုယ့်ရဲ့သဘောကိုကကိုကြိုးစွန့်ရမယ်သဘောလေးပါနေရဒီမှာအဲ့လိုပြောနေเนาะနောက်လေးကနန်းပိုင်ရှင်နေတွေ့ရတယ် strong ဖြစ်ဖို့လိုပါတယ်အရင်စိတ်ပြော့လို့မရပါဘူးတဲ့ဒီလို group မျိုးတွေ အမ်ဒီ message နဲ့ပို့ပြီးတော့ resonate ဖြစ်မယ်ထင်ပါတယ်ဆိုတော့အမ်ဒါ Leo နဲ့ဒါ soul purpose သိချင်တယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့မွေးချင်အတိအကျသိရဆိုလို့ရှိရင်တော့ဒါ soul mission package မှာ ကြည့်လို့ရတယ်ပေါ့နော် မွေးချင်အတိအကျမသိဘူးဆိုလို့ရှိရင်တော့ wall package not note reading ဆိုပြီးတော့ယူလို့ရတယ်အဲ့ဒီမှာ အသေးစိတ်ကြည့်ပေးပါတယ်အဲ့တော့ဒါကတော့ဒီ group 1အတွက် message ဖြစ်တယ်ဒီ October November ကာလကိုမိမိရဲ့ soul purpose လေး alignment လေးတည့်ပါစီ စိတ်ပျော်ရွှင်ရပါစေစွန့်လို့တင့်တဲ့အရာလေးတွေစွန့်လို့ဖြစ်ပါစေလို့လီယိုကဆုတောင်းပေးနေတယ်ဒီ group ရဲ့ reading လေးကိုဒီမှာဆုံးသတ်လိုက်မယ်နော် All right Leo second group the second non note energy လေးကိုကြည့်ကြမယ်အဲ့တော့ဒီ group အတွက်ဒီလာမယ့် October 15နဲ့ November 15အထိကိုဘွားရဲ့ soul purpose ကဘယ်လိုရှိမလဲဘာတွေကို alignment တက်အောင်အဲဖြည့်ရှင်းတင်လဲပေါ့နော်ဘဝ satisfy ဖြစ်ဖို့အတွက်ကို ကဲကိုပေါ်ပြီးစားမယ်အကြောင်းတရားတွေကဘာရှိမလဲပေါ့နော်မသိရင်တော့ကြော်သွားမယ်ပေါ့လीโอเคအဲ့တော့ဒီ group drop message လေးကိုလေးကိုကြည့်မယ် All right Thank you so much. Oh. အရာရာဥဆောင်လို့ရယ်ခေါင်းဆောင်ကောင်းဖြစ်ချင်တယ်တချို့ကျတော့ confidence ရှိချင်တယ်သူများတွေအရန်ကို self confidence နဲ့နော်မိကူကမိမိယုံကြည်မှုအပြည့်အဝနဲ့အလုံးလုံးနေတာမျိုးတွေတွင်အားကြတယ်ငါလည်းဖြစ်ချင်တယ်ငါလည်း confidence ဖြစ်ချင်တယ်ငါလည်းအဥဆောင်ချင်တယ်ငါလည်း leader လုပ်ချင်တယ်ကွာဆိုရယ်စိတ်တွေရှိရယ် ဒါပေမဲ့ဘဝမှာခဏခဏရိုက်ခတ်မှုတွေများတဲ့ group လို့ Leo စိတ်ထဲမှာခံစားရတယ်။အလုပ်ဆိုလည်းခဏခဏပြောင်းရတာမျိုးတို့နော် relationship ဆိုလည်းခဏခဏပြောင်းရတာမျိုးနေရာဆိုလည်းခဏခဏပြောင်းရတာမျိုးတို့အတီတကြမရှိတဲ့သဘောလေးတွေတွေ့ရတယ်။ဒါကိုယ်တိုင်ကကိုယ့်ဘဝရဲ့ karma လို့ဖြစ်နေရပေါ့နော်။ဒီလိုမျိုးပြောင်းလဲရတာကိုကကိုယ့်ရဲ့ karma လို့ဖြစ်နေတယ်ဒီလိုပြောင်းလဲရတာကိုပဲကိုကဟို used to ဖြစ်နေတဲ့သဘောတွေပေါ့เนาะဒီ group က နံပါတ်1နဲ့ပြောင်းပြန်နံပါတ်1ကကျတော့နည်းနည်းအလိုလောဘလေးကြီးကြီးသူကကျတော့ဆွလွတ်နိုင်တဲ့သူတွေပေါ့နော်အဲ့လိုမျိုး changes ဖြစ်တာကိုခံနိုင်ရှိတဲ့သူတွေပါလိမ့်မယ်နော်အလုပ်ပြောင်းသွားရဲခဏပဲ it's okay the relationship ပြောင်းသွားရဲ oh it's okay move on လုပ်သွားရအောင်နော်အိမ်အေးရပြောင်းသွားရဲ it's okay နော် never mind အငါတို့ကတော့ AC ပဲဆိုတဲ့ group တွေပါတယ်နော်အာခုနပြောသလို့ လူတွေကကိုယ့်အနိုင်ကျင့်လို့ရှိရင်လေ it's okay တည်ရမလားပြုံးပြုံးလေးနဲ့เนาะအဲအဲ့လိုမျိုးဩဒါဒီလိုပဲလူတဘာဝဆိုတာဒီလိုရှိတာပဲဆိုပြီးတော့အဲအဲ့လိုမျိုးဟိုတရားသဘောမြင်မြင်စင်ကျင်နိုင်မဲ့သူမျိုးလေးတွေပါလိမ့်မယ် maybe the small group or something like that အဲ့တော့အခုနပြောသလိုဟိုတကယ်တကယ်တော့ကိုကတော့ confidence ချင်တာပေါ့เนาะခဏခဏဟို ဟိုအပြောင်းလဲတွေအဲဟိုဖြတ်လိုက်ရတယ်လို့အဖြတ်တွေကြုံနေရတဲ့အခါကျတော့ခါချတော့လေဟိုငါပဲလိုအပ်နေလို့လားငါပဲ confidence မရှိလို့လားငါညံ့နေလို့လားလို့ထင်တာမျိုးတွေရှိရ No you're not you're not uh, supposed to be uh not good you are you are very smart no smart ဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကခုနပြောသလိုအဲစွန့်လွန့်လေးအသစ်ကိုပြောင်းလေးအောင်မြင်လေးဆိုတဲ့ group တွေပေါ့နော် အတိတ်တစ်ခုကိုအမြဲတမ်းဘဝမှာ change လုပ်ပြီးတော့အအလုပ်တွေကိုဆောင်ရွက်တော့မှအဲသူကအောင်မြင်မှာအဲ့လို group မျိုးလိုလူမျိုးစိတ်ထဲမှာခံစားရအောင်အဲ့ဒါဆက်ကြည့်ကြမယ်နော် okay နောက်တစ်ခုကနောက်တစ်ခုအလီယိုနောက်ထပ် message တွေတွားမဲ့ချိန်မှာဘာထက်ရလဲဆိုအယုံလွယ်တာတွေပါတယ်တိတ်အယုံမလွယ်နဲ့ပေးစားလိုက်မယ်အယုံလွယ်တာမျိုးတွေပါတယ်နော်ဟုတ် ီ pain and suffering စီကို used to ဖြစ်နေရပါတော့သိရမလားလူတယောက်ကကိုယ်ကိုလိန်သွားရဆိုလို့ရှိရင်လည်းညာသွားရချိလုတ်သွားရဆိုလည်းဒါကို used to ဖြစ်နေရမျိုးเนาะဒါကိုမကြည်နဲ့နဲ့ okay no never let anyone abuse you okay all right အဲ့တော့ဆက်ကြည့်မယ်เนาะ အာတိတ်ကိုလှတယ်ကဲဘလို့လုံးမလှတာဒီများနေပြီအဲဒီ group ကခုနပြောလို့ခံရတယ်လို့အဲဘာလို့ဒါတွေကိုအေးထူနေပြီလို့ဘာလို့ဆိုအဓိကဒီ October November မှာဘယ်ကိစ္စမဆို secretly ဆောင်ရွက်စီလို့ရ no note ကလေနေတိတ်မအားနဲ့တော့တဲ့ နေလှုပ်เสียရှိအောင်တိတ်တိတ်လေးလို့ခိုးလို့ even uh ကိုရဲ့မိသားစု family ကိုတော့မပြောဘဲလှုပ်ရမယ့်ကိစ္စတွေရှိရကောင်းတဲ့အရာတွေပေါ့နော်ဒီလိုပြောချင်တာဟိုမကောင်းတဲ့ဒုစရိုက်အကုသိုလ်တွေကိုလူမသိအောင်ကျူးလွန်မှုပြောနေတာမဟုတ်ဘူးနော်ဆိုတော့တခါကျတော့ကိုပြောလိုက်လို့ကွာအဲ သူများတော့အကျိုးရှိသွားရှိချင်ရှိသွားနိုင်မယ်ကို့အတွက်ကဘာမှမကြံဘူးအဲ့လိုပုံစံမျိုးသူများကို့ idea ယူသွားတယ်သူကအလုပ်လိုက်လုပ်သွားတယ်ကိုကမလုပ်လိုက်ရအောင်အဲ့လိုပုံစံမျိုးတလားသူကလေသူတိတ်ထားစီချင်တာသူတိတ်သူတိတ်ထားစီချင်တာကိုကအရင်ငဲ့နေတာမျိုးရှိရဲ့မမိသားစုကိုငဲ့နေတယ်တို့မိသားစုမှမဟုတ်တခြားတခြားသော live တီကိုငဲ့ကွက်နေတာမျိုးရှိရဲ့ အဲ့ဒါကိုတော့ balancing လုပ်ရမယ်နော်တဲ့အရင်ကကြည့်မင်းငက်ကွက်လို့မရဘူးတဲ့မင်းကိုမင်းကြည့်ရမယ်မင်းဘဝအတွက်မင်းအရင်ကြည့်ရမယ်တဲ့တအားကြီးနောက်ဆန်တင်းရမယ်ကိစ္စမျိုးတွေဆိုကကြည့်နဲ့ဖြတ်ရမှာပေါ့နော်အဲအဲ့လိုပုံစံမျိုးဆိုတော့ you can do it reward ကလေကိုလုံနေကြကိစ္စတစ်ခုအလုပ်တစ်ခုကနောက်ထပ်အလုပ်သေးတစ်ခုထပ်ရလာတာမျိုးတို့ extra income စီဝိုင်းနဲ့ပတ်သက်တာဆိုလို့ရှိလို့ရှိရင်လည်းငွေကြီးအပူဝင်ငွေစိုက်အင်ကမ်းရလာတာမျိုးတွေအလုံးတစ်ခုလောက်ရတာမျိုးတွေဂျုံရနိုင်တယ်ဒီလို reward ဒီလာမှာနော်တဲ့ဒါပေမဲ့မင်းနဲ့လူတွေကိုပြောလို့တော့မင်းအောင်နော်တဲ့မိဘလှုပ်ချင်လဲမိဘလှုပ်နေလဲမင်းရဲ့ idea ဘယ်လိုရှိလဲဆိုတာကိုလူတွေကိုပြောလို့မရမင်းကိုလှုပ်ဝက်စီချင်တာတဲ့စိတ်ပုတ်တာမဟုတ်ဘူးနော်စိတ်ပုတ်တာမဟုတ်တခါတလေမှာလီယိုတို့ကကိုကပစ္စည်းလေးတစ်ခုထုတ်ချင်တယ်ဒီ brand တစ်ခုထုတ်ချင်တယ် unique ဖြစ်ချင်တယ်လူတွေကြားထဲမှာကိုကပေါက်ချင်တယ်ပြောလို့မရအောင်လေ think about apple apple ဆိုကြည့်ကွာ apple phone ဆိုလို့ရှိဥမာထားပါတော့အဲ leak တော့ဖြစ်နေရပါလေဒီနှစ်မှာတော့ဘယ်လို design ထွက်မယ်ဘာဘလို့လို figures လေးပြောင်းမယ်ဆိုပေမဲ့မသိရဘူးအသေးစိတ်ဘယ်သူမှမသိရဘူးဒီသဘောပဲပေါ့သိလို့ရှိရင် like လောက်မှာပေါ့သူတို့မထုတ်ခင်မှာသူများက like ကြိုပြီးတော့တူပပြီးတော့ like ထုတ်သွားမှာပေါ့အဲ့သဘောမျိုးပဲ you just keep secrets all about your ideas your creations you know what you want to do ကိုလုတ်ချင်တဲ့ဟာမင်းသမီးအောင်မြက်ကိုကလုံးဝ keeping secret လုပ်ထားတော့မှအဆင်ပြေမှာတဲ့နောက်ဆက်တင်းနေတဲ့ကိစ္စတွေရှိရဒါတွေကိုကကြီးနဲ့ညှက်ရမယ်အာ selfish နည်းနည်းလေးဖြည့်ရမယ်ကွာတလားနည်းနည်းလေးတော့တကူကောင်းလေးနည်းနည်းဆန်လိုက် okay so အာအဆင်ပြေသွားလိမ့်မယ်เนาะ okay so ဒီ group မှာဒီ Sound Note Energy Gemini တို့ Libra Aquarian အရင်များ Aquarian ဆိုသိရမှာအားတအားကြီးပေးနေတာနော်အဲ့ the body ပေါ့သိရမှာ Not Note Energy က hey it's the same gemini libra aquarius air quality yan strong ဖြစ်တယ်တချို့ sun sign moon sign နဲ့မှာဆိုလို့ရှိရင်တော့ virgo တို့ capricorn တို့ပါကောင်းပါနိုင်တယ်ပေါ့နော် number 2ကဘာတွေမျိုးလဲဆိုတော့နှစ်ကနန်းတို့ခွနှစ်ကနန်းတို့တစ်ကနန်းတို့ မြူပါရယ်127ပေါ့နော်ဒီကနန်းပိုင်ရှင်တွေကိုတွေ့ရတယ်ဒါဒီနေ့မွေးရဒူရီဖြစ်နိုင်တယ်ဒီကနန်းကိုပိုင်နံပါတ်ဖြစ်နိုင်တယ်ကန်ဂျမာနံပါတ်ဖြစ်မှာဖြစ်နိုင်တယ်ပေါ့နော်ဒါကတော့လေအသေးစိတ်တော့မပြောတော့ဒါ numerology နဲ့ ကြည့်ရပါလေဆိုတော့ okay အဲ့တော့ကိုဒါကတော့ဒီ mid october to mid november အတွက် sole purpose ပေါ့လေအဲ့တော့ဘဝအတွက်မိမိရဲ့ဘဝနေထိုင်နေ sole purpose နဲ့ career ရည်တည်မှုတွေအသေးစိတ်သိချင်တယ်မွေးဖွားချိန်လည်းအတိအကျသိရဆိုလို့ရှင်တော့ဒီ UC မှာ sole mission package ဆိုတာလေးယူလို့ရတယ်တကယ်လို့မွေးချိန်အတိအကျမသိဘူးဆိုလို့ရှင်တော့ wall package not note reading ဆိုတာလေးကိုယူလို့ရပါတယ်ဒါ information sharing လောက်တာပါအားလုံး enjoy ဖြစ်မယ်လို့လည်းယုံကြည်ပါတယ်ဒါတော့ group 2 not note answer တုံးလေးအတွက် message လေးဖြစ်ပါတယ် all right ဒီတစ်ခါညီတို့ the last group group 3ဒီ not note answer တုံးကြီးရွေးထားတဲ့သူတွေအတွက်လာမဲ့ the mid october ပေါ့နော် october 15 november 15ဒီကုဘဝရဲ့ soul purpose ကဘာလဲဘာတွေလုပ်ရင်ဘဝမှာစိတ်ကျင်နေရမှာပြောရှင်ရမလဲပေါ့နော်ဘာတွေပြုပြင်ဖို့လိုအပ်နေရလဲမသိသူကြော်သွားမယ်သိသူပေါ်စားမယ် not note terror ပေါ့နော်ဒါလေးကိုလေးကိုဖတ်ပေးမယ် all right let's start the reading. Okay. I'll take group to message late, ဒီ group ကကြတော့ပေးချင်ကန်းချင်တဲ့သူတွေပါတယ်ဖဲဖြစ်တဲ့လူတွေပါတယ် fair and square ဖြစ်တာကိုကြိုက်တယ်ပေါ့နော်ကိုဒီလောက်လုတ်ပေးရဲဒီလောက်ပြင်ရဲဆိုတာမျိုးကိုလိုချင်တယ်လူတွေကိုလည်းကူညီလိုတယ်ထောက်ပံ့လိုတယ်အာ mother treasure တွေပါလိမ့်မယ် mother treasure လို့ group တွေပေါ့နော်အဲ့လိုအလူတန်းပေးကန်းရဲ့ရောတာမျိုးတွေစိတ်လည်းမြန်တယ်ဒီ group ရဲ့ energy ကကြတော့ဒီ group ရဲ့ talents ကကြတော့အတိတ်ဘဝကပါလာပြီးသား so your leadership quality အဲ့တော့ဒီလမှာဒီကိုယ့်ရဲ့ leadership quality ကိုအသုံးပြုရမယ်ကိုယ့်ရဲ့ဥစားနိုင်ရေးစွမ်းအောင်အသုံးပြုရမယ်ဒါတွေကိုကိုကကိုယ့်ရဲ့စိတ်မြန်လက်မြန်လုပ်တတ်တာတချို့ချို့ကလည်းအာဒီမှာဆိုလီယိုခန်စားတော့နောက်လိုက်ကောင်းနေရှိရတပည့်ကောင်းနေရှိရခိုင်းလို့ရတယ်ခိုင်းတယ်လို့ပြောရင်လည်းတိတ်တော့မကောင်းလီယိုကတိတ်မကြိုက်ဘူးတက်လားအာလီယိုကိုယ်တိုင်ဆိုလည်းအဲ့လိုပဲ အောက်ကကိုယ့်ရဲ့ junior ဆိုလို့ရှိရင်ခိုင်းနေဆိုတဲ့ဟာမျိုးတဲ့အကူအညီတောင်းတာပေါ့ဒီလောက်တစ်ခုလောက်ကျင်နေငါ့ကိုဒါလေးကူညီပေးပါအောင်နော်ဆိုရယ်သဘောမျိုးပေါ့ခိုင်းနေဆိုရယ်စကလုံးသုံးတာလို့တိတ်မကြိုက်ဘူးပေါ့နော်အဲ့လိုကျအကူအညီတောင်းတယ်အဲ့လိုပေါ့ကိုယ့်ရဲ့ကိုယ့်မှာလက်အောက်ငယ်သားတွေတပည့်တပန်းတွေကောင်းနေမယ်ကိုယ့်ကူညီပေးတယ် support လုပ်ပေးတယ်သူတွေတပည့်ကံကောင်းတဲ့သူတွေရှိမယ်ကွာနော်ဒီလိုလူမျိုးတွေပါ fire energy strong ဖြစ်တယ်အဲ့တော့ sound note get you are aries to leo to sagittarius to ဖြစ်နိုင်တယ်ပေါ့နော်ကဲတော့ဒီ group အတွက်အာ message လေးဆက်ကြည့်မယ်နော်Thank you so much. We'll switch. ဒါပဲလीဒါပဲပေါ့ fire ဆိုမှာတော့ဒါပဲပေါ့โอเคอืม your card คุณมาถั่วล่ะคุณน่ะลิขิตเนี่ยเพชรเนี่ยตุ้ยไล่ได้ card ก็คุณมาถั่วล่ะแกပြောมั้ย ရေဖြန်းရမယ်။ရေဖြန်းရမယ်။မီးများအနေနဲ့ရေဖြန်းရမယ်။ဆိုလိုတာဘာလဲဆိုရဲအခါကျတော့ကိုယ်စိတ်မြန်တာတို့ကိုလှုပ်ချင်တဲ့စိတ်ကြီးကြီးစိုးနေတာမျိုးဥစားပြင်းတဲ့စိတ်ကြီးကြီးစိုးနေတဲ့အခါကျတော့ကိုယ့်ကိုအကူအညီပေးမဲ့ကိုယ့်ရဲ့လှောက်ငယ်သားတွေရှိတော်ညာလဲတချို့လူတွေကကျတော့ကိုယ့်ရဲ့စိတ်ကိုမလိုက်နိုင်တာမျိုးလိုက်မမိတာမျိုးတွေရှိတယ်။မင်းနည်းနည်းလေးရှော့ပါတဲ့။နော်မီးလေးကိုရှော့စိတ်လေးကိုရှော့ဒီလာမှာကျတော့အဓိကဘာလဲဆိုတော့စောက်ရှောက်ပြီးရမှာကိုကအထက်အရာရှိ ဖြစ်နေတဲ့ position တခုရှိနေရဆိုကိုယ့်ရဲ့လမ်းအောင်ငယ်သားတွေအပေါ်မှာကိုကအဲသူတို့ဘာလို့လဲ emotional support ပေးရမှာလူပြီးပဲလေဘဝမှာအဆင်မပြေရာရှိမှာပေါ့ဟုတ်တယ်မလားအဲကိုမတက်တာလို့ဒီအလုပ်ကိုလာလုပ်ပေးရတဲ့သူတွေပါမယ်အချို့ကျတဲ့လုပ်ငန်းရှင်တွေပါမယ်ကိုပိုင်စည်းဝါလုပ်နေတဲ့သူတွေပါနိုင်တယ်နော်မတက်တာလို့ကိုစီမှာအလုပ်လာလုပ်နေရတာရှိရဲ့ကွယ်အချို့ကျတဲ့ကို သဘောကျလို့ကိုစီကပညာလိုချင်လို့လာလုံးနေတဲ့သူတွေရှိတယ်ဒီလိုလေးမြင်ကြည့်ပြီးတော့သူတို့ဘာလို့နေမလဲမသိဘူးကိုကမိခင်တပွဲဖခင်တပွဲအကူတပွဲအမတပွဲဆောက်ရှောက်ပေးလိုက်လိုအပ်တာလေးလှုပ်ပေးလိုက်နော်အဲ့တော့ bonus ပေးစရာရှင်ပေးလိုက်သူတို့စိတ်ပျော်အောင်မလုပ်ပြီးမလဲကိုယ့်အကူအညီပေးနေတဲ့သူတွေအတိုင်းဝန်းနဲ့ဥမာဆရာဆိုလို့ရှိရင်လည်းစာသင်နေရဆိုလည်းကတဖဲ့တွေအတွက်ပေါ့မဟုတ်ဘူးပေးတာမျိုးပေါ့ okay your soul purpose is something like uh, to nurture uh, people around you ကိုနားမှာရှိတဲ့သူတွေကိုပြုစုစောင့်ရှောက်မှုပေးရတာတချို့ကျတော့လည်းမိသားစုဖြစ်ခြင်းဖြစ်မှာပေါ့ကိုယ့်ရဲ့ကိုယ်နဲ့လို့ပေါ်ကိုင်းပက် college တီမဟုတ်ရင်တော့မှကိုယ့်ရဲ့မိသားစုမိသားစုဝင်နေဖြစ်နိုင်တယ်ကိုယ်အလုပ်သွားဖို့အတွက်ကိုထမင်းပူးလေးထည့်ပေးနေဟင်းထည့်ပေးနေအတော်ရရှိမှာအဖွားရှိမှာအဖိုးရှိမှာဒီလိုကြီးပါခြင်းပါမယ်ကိုင်းညီတယ်လို့ယူလို့ရတယ် your soul purpose ကဒါပဲเนาะ ဲ့တော့အာတချို့ကိစ္စလေးတွေမှာ အတိုက်ခံပြုရတာမျိုးလေးဒီနော်အဲကိုကဒါလေးလုတ်ပေးခြင်းလဲဆိုကိုရဲ့အထက်အရာရှိအဲကိုရဲ့အထက်အထက်က boss ကအာတဘောမတူဘူးသူတို့အတွက်ဒီလိုလုတ်ပေးတာမျိုးမကြိုက်ဘူးဒီလိုအတိုက်ခံလို့ကအတိုက်ခံပြုရတဲ့ကိစ္စမျိုးလေးဒီတော့ကြုံရတတ်တယ်ဒါပေမဲ့တော့ overcome ဖြစ်သွားနိုင်လိမ့်မယ်တဲ့တချို့ banking အလုံးလုံးနေတဲ့သူတွေပါမယ် bank မှာအလုံးလုံးနေဆိုတော့ bank နဲ့ဆက်ဆက်တာမျိုးဆိုကွန်ဝန်ထမ်းတွေကိုပေးခြင်းတော့မပေးဘူး ဒါဘန်နာကဒီလောက်ထိမရှိဘူးအဲအဲ့လိုမျိုးတွေပေါ့ကွာ something like ကိုကဒီလို contribute လုပ်ပေးခြင်းတယ်မရှိစင်းရဲသားတွေကိုပေးခြင်းတယ်ဆိုဘာလုံးမလဲငါတို့မှလောက်တာမဟုတ်အော်အဲ့လိုပေါ့အမြင်နေမတူတာမျိုးတွေကိုအဲလိုက်ပြီးရဖြည့်ရှင်းရတာမျိုးအဲစိစဲရတာမျိုးလေးတွေဂျုံဝတ်တဲ့တယ်ဆိုတော့ကိုကူညီပေးခြင်းတဲ့သူတွေကိုကူညီပေးခွင့်ရမယ်လာဖြစ်လိမ့်မယ် ထောက်ပံ့ပေးခွင့်ရမယ်လားဖြစ်လိမ့်မယ်။ကိုယ့်ရဲ့ action နဲ့ reward ကလုံးဝတန်ပြန်တက်ရောက်မှုအကျိုးတူတဲ့ရလတ်မျိုးကိုဒီလာထဲမှာခံစားရရှိမှာ ဖြစ်ပါတယ်။အဲတိတ်ကိုကောင်းတဲ့ message တိတ်ကိုလှတဲ့ message တခုဖြစ်တယ်။အဲ့တော့ဒီခုနကတွေ့တယ်လို့ပဲပေါ့နော် sound note get to energy fire by aries to leo to sag to ပြနေတယ် your not note for this month is Scorpio, Cancer, Pisces. All right. Uh, the chart rising sign, moon sign, or Leo, or Virgo, or uh, Capricorn, or ဖြစ်နိုင်တယ်ဗောလေ anyway ဆိုတော့ဒီမှာဆိုလို့ရှိရင်လီယိုမီယာကတော့အဲငါးကနန်းတို့၆ကနန်းတို့မျိုးရာတွေ့ရတယ်ဗောနော်ဆိုတော့ကိုယ့်ရဲ့ကိုယ်ပိုင်နံပါတ်လည်းဖြစ်နိုင်တယ်ကန်ဂျာမာနံပါတ် life path number လည်းဖြစ်နိုင်ပါတယ်တဲ့နော် okay အဲ့တော့တဘွားစာလုံးအတွက် blueprint soul purpose soul destiny ကိုသိကျင်နဲ့တွက်ချင်တယ်ကိုမှမွေးချိန်အတိအကျလည်းသိရှိတယ်ဆိုလို့ရှင်တော်လီယိုနဲ့ soul mission package consultation ဆိုတာယူလို့ရတယ်ပေါ့နော်တကယ်လို့ပါဆရာကြီးမွေးချိန်အတိအကျတော့မသိပါဘူးဆိုလို့ရှင်တော့ဒီလို spiritual need နဲ့ဖော်ထုတ်လို့ရပါတယ် wall package not note reading ဆိုတာလေးကိုယူလို့ရတယ်ပေါ့လေဒါကတော့ information လေး sharing လုပ်ပြီးတာဖြစ်ပါတယ်အားလုံးနဲ့ resonate ဖြစ်မယ်အားလုံး enjoy ဖြစ်မယ်လို့ယူမျှော်လင့်ပါတယ်အဲ့တော့ ်ဒီအောက်တိုဘာနိုဝင်ဘာမှာလည်းလီယိုပြောလိုက်တဲ့ so purpose အတိုင်း alignment တဲ့ပြီးတော့ကိစ္စရပ်တွေကိုဆောင်ရွက်တဲ့နေရာမှာအဆင်ပြေပါစေလို့ဆုတောင်းရင်းနဲ့ဒီ group 3အတွက် reading လေးကိုလီယိုဒီမှာပဲအဆုံးသတ်လိုက်မယ်နော် hope you enjoy it all right could you တင်ဆက်ပေးသွားသည်15 october to 15 november အတွက်ကို not no terror ပေါ့နော်မတိတူကြောသားတိတူပေါ်စာ pick a dice reading အမျိုးအစားလေးနဲ့တင်ဆက်ပေးသွားဖြစ်ပါတယ် group တစ်ခုချင်းစီသူ့အနေနဲ့သူ resonate ဖြစ်မယ်လို့လူယုံကြည်ပါတယ်။အားလုံး enjoy ဖြစ်မယ်လို့လည်းလူမျှော်နေပါတယ်။ဒီ video clip လေးကိုလူ YouTube channel လေးမှာ Facebook page မှာပါလူတင်ဆက်ပေးမှာဖြစ်ပါတယ်။လူကိုချစ်ခင်တဲ့နှစ်သက်တဲ့ support လုပ်ချင်တဲ့ဆိုလို့ရှိရင်တော့လူ YouTube channel လေးဖြစ်တဲ့ Soul of Leo Tiero YouTube channel လေးကိုလည်း subscribe လုပ်ထားကြဖို့မေ့ပါနဲ့ဦးနော်။ All right. Leo နဲ့ personal constitution ပေါ့နော်။မိဘွားရဲ့ဘွားနေထိုင်နေလမ်းကြောင်း soul purpose soul destiny ကို ိရှိလိုတယ်ဆိုလို့ရှိရင်တော့ Leo စီမှာ Soul Mission Package ရှိပါတယ်မွေးဖွားချိန်အတိအကျသိရှိဖို့လိုအပ်ပါတယ် waiting time လေးတော့ကြာပါတယ်เนาะတကယ်လို့များမွေးဖွားချိန်အတိအကျမသိရှိဘူးဆိုလို့ရှိရင်တော့ Leo World Package Not Note Reading ဆိုတဲ့ package လေးမှာ Leo consult လုပ်ပေးပါတယ် လီယိုနဲ့ booking appointment ယူခြင်းနဲ့ဆိုလို့ရှိရင်တော့လီယိုရဲ့ Facebook page Messenger chat box ကနေစုံစမ်းမိမြန်ပြီးတော့ booking appointment လေးယူလို့ရပါတယ်။လီယိုရဲ့ spiritual counselor ဖြစ်တဲ့အတွက်ကြောင့်မို့လို့စာနဲ့ type ပြိုက်ပြီးပြီးတော့ messaging နဲ့မဟောပေးပါဘူး။ audio call consultation video call consultation only ပဲလုပ်ပေးပါတယ်။ ယခုတက်တီယနေ့တက်တီအားပေးနေကြတဲ့အမာကန်ပရိသတ်တီ fans တယောက်ချင်းစီ clan တယောက်ချင်းစီ subscriber တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိကြောင်းပြောကြရင်းနဲ့ပဲဒီလအတွက် no no reading လေးကိုဒီမှာပဲအဆုံးသတ်လိုက်မယ်လီရောနောက်ထပ်လိုက်ရင်မှာထပ်တွေ့ကြမယ်နော် have a nice day to you all take care and bye bye